တကယ်လို့မိတ်ဆွေသားကန်ဆာတစ်ခုမှငားများနေရေသူမတကောင်ဖမ်းမိရဲ့ဆိုပါစို့ဒါဆိုမိတ်ဆွေအိမ်မကနေအများဆုံးနှိုးထားဖို့လိုအပ်ပါပြီကျွန်တော်တို့ရဲ့ငယ်ဘဝတွေကို The Little Mermaid Witcher of the Water လို့လို့ရေသူမကားတွေကြီးရင်ကြီးပြင်းခဲ့ရတယ်ဆိုပေမဲ့တကယ်လက်တွေ့ဘဝမှာတော့ရေသူမတွေဆိုတာအမှန်တကယ်တရှိမနေပါဘူးရေသူမတွေဆိုတာအရန်ကိုချောမောလှပလုံးနဲ့မင်းမပြုတ်တူရဲ့ခန္ဓာကိုယ်နဲ့ငါးတော့အောင်ရဲ့အမိရှိနေတဲ့တတ္တဝါတစ်မျိုးလို့ကျွန်တော်တို့သိထားကြပါတယ် ရေသူမတွေကိုခင်းဆက်ဆက်တမိုင်းဆက်ဆက်မှာပါဇက်ပြောရဆိုရင်ဒီဒန်နာရီတွေဖြစ်တွေ့ရတတ်ပြီးတော့ဒီရာဇဝင်တွေအားလုံးရဲ့အစကတော့လွန်ခဲ့တဲ့ BC 1000လောက်ကစတင်ပေါ်ပေါက်လာခဲ့ပါတယ်။အိုက်ထာကားတင်းလို့အမိရတဲ့ CDN နဖျားမှာငါးတောင်လို့ဖြစ်ချင်တဲ့အတွက်မှော်ရီကန်နဲ့ဆူတောင်းပြီးခုံချခဲ့ပါတယ်။ဒါပေမဲ့လည်းမှော်ရီကန်ဟာသူမရဲ့အရန်လာပါတဲ့ရုပ်ရည်သွင်းမျိုးကိုမပြောင်းလဲပေးနိုင်ခဲ့တဲ့အတွက်သူမရဲ့ခန္ဓာကိုယ်အောက်ပိုင်းကပဲငါးတောင်ဖြစ်ပြောင်းလဲသွားပြီးရေသူမတွေရဲ့ဒန်နာရီစတင်ပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးတော့လူရည်ကျေးမှုတော်တော်များများမှာရေသူ မတွေကနှီးမျိုးမျိုးပုံစံအမျိုးမျိုးနဲ့ပေါ်ပေါက်လာကြပါတယ်။ဥပမာအာဖရိကမှာဆိုရင်မာမီဝါတာဂျပန်မှာဆိုရင်နင်ဂျိုရိုလိုပုံစံကွဲတွေလည်းတွေ့ရတတ်ပါတယ်။ကျွန်တော်တို့ရဲ့စွန်စားရှာဖွေသူကြီးခရစ်စတိုဖာကိုလံဘတ်ဟာဆိုရင်လည်း1493ခုနှစ်တုန်းကဟိုင်ရီဂျိုးနီနာမှာရေသူမတစ်ကောင်ကိုတွေ့ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။သူ့ရဲ့ပြောကြားချက်အရဆိုရင်တော့ရေသူမတွေကရုပ်ရည်ချောမောခြင်းမရှိဘဲနဲ့ယောက်ျားမျက်နှာကြီးတွေနဲ့တောင်တူတယ်လို့သိရပါတယ်။တိတ်ငယ်ပညာရှင်တွေကတော့ဒါဟာရေထဲခန်းချောက်တာနဲ့လိုင်းမှုတာတွေကနေတဆင့်အာယုံထွေပြပြီးတော့ပင် င်းတဲ့ဖြန့်တွေကိုရေသူမတွေလို့ထင်မှတ်ခဲ့ကြတာဖြစ်နိုင်တယ်လို့ကောက်ချက်ချခဲ့ကြပါတယ်။ NASA ကလည်းကမ္ဘာပင်လယ်မျက်နှာပြင်စူးစမ်းရှာဖွေမှုကိုအချိန်တစ်ခုလောက်ထိရပ်တန့်ပစ်လိုက်တာမို့လို့ရေသူမတွေတကယ်ရှိမရှိဆိုတာကတော့အခုထိပယ်ရည်ဖြစ်နေကြတော့မှဖြစ်ပါတယ်။